စမ်းမယ်။ခန်းနာထဲဝါတဲ့ရုံခန်းရဲ့ထိတ်ဆုံးမှာထိုင်နေတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးရဲ့မျက်နှာပေါ်မှာတော့နှစ်ဆိုင်တဲ့စင်စမ်းမှုတွေနဲ့အတူတီငိန်တဲ့အပြုံးတစ်ခုအမြဲလိုလိုနေရာယူထားတတ်တယ်။သူ့ဘေးမှာတော့စာရဲစာတန်းတွေအစီအစဉ်တွေပြည့်နေနေတဲ့ဇပွဲတစ်ခုရှိပြီမယ်။သူ့ရဲ့အတွေးတွေကတော့အဝေးစီကိုလွှင့်ပြန်နေတယ်။ညီဆက်တဲ့အရာရှိတစ်ယောက်ကရိုးသေးစွာရှောက်တင်တယ်။ခေါင်းဆောင်ကြီးခင်ဗျာတိုင်းပြည်ရဲ့ဝင်ငွေတွေဟာဒီနေ့ငလျင်ဘေးကြောင့်နှစ်ဆပူပြီး ပြုတ်တက်လာပါတယ်။ခေါင်းဆောင်ကြီးရဲ့မိသားစုတွေတွားလာရေးမှအဆင်ပြေစေဖို့လေရင်အစ်တွေထပ်မဝယ်ယူလို့ရပါပြီဆိုပြီးရှောက်တင်တယ်။ခေါင်းဆောင်ကြီးဟာခဏတန်ငြိမ်သက်သွားပြီးပရင်းဘောက်ကနေမြို့ရဲ့အဝေးကိုလမ်းမျှော်ကြည့်လိုက်တယ်။သူ့ရဲ့မျက်ဝန်းထဲမှာတာသမီနှစ်ယောက်ရဲ့ရေမောသံတွေမြေလီ၅ယောက်ရဲ့ချစ်စရာဟန်ပန်တွေပေါ်လာတယ်။တကယ်ဆိုရင်သူစိတ်ကူးရင်နေလိုမျိုးအကောင်းဆုံးလေရင်9စီးလောက်ကိုအချိန်မရွေးဝယ်ယူနိုင်တဲ့ငွေကြေးအင်အား သူ့မှာရှိနေတယ်။ဒါပေမဲ့ခေါင်းဆောင်ကြီးရဲ့နှလုံးသားထဲမှာ အခြားသောပုံရိပ်တွေကလည်းထင်ဟပ်နေတယ်။လွန်ခဲ့တဲ့လနေငယ်ကဖြစ်ပျက်သွားခဲ့တဲ့ကြောက်မက်ဖွယ်ငလင်ဘေးတစ်ခုကြောင့်ပေါ့။အိုးအိမ်တွေပြိုပြက်ကုန်ပြီးလူတွေအိုးမဲ့အိမ်မဲ့ဖြစ်ကုန်ကြပြီ။အစားအစာတွေစေဝါတွေအရေးပေါ်လိုအပ်နေတဲ့ပြည်သူတွေရဲ့အမျက်ဝန်းတွေကိုလည်းသူမြင်ရောက်နေတယ်။သူဟာညင်တန်နဲ့လေတန်နဲ့ယေရှုတင်ပါလေကွာ။မင်းရဲ့စေတနာတွေအတွက် ဒါပေမဲ့အရေးကြီးဆုံးကနလင်ဘေးတင်ပြည်သူတွေရဲ့အခက်ခဲတွေကိုကူညီဖို့ပဲ။အရာရှိဟာအံ့ဩသွားပြီးပြန်လျှောက်တင်တယ်။ဒါပေမဲ့ခေါင်းဆောင်ကြီးရဲ့မိသားစုအတွက်ခေါင်းဆောင်ကြီးကသူ့စကားကိုဖျက်ပြီးခက်ပြက်ပြက်ပြောလိုက်တယ်။ငါရဲ့မိသားစုဟာတိုင်းပြည်နဲ့ပြည်သူတွေပဲ။သူတို့ဒုက္ခရောက်နေချိန်မှာငါတယောက်တည်းတတ်တရာရနေလို့ဘယ်ဖြစ်မလဲ။အခုချက်ချင်းနလင်ဘေးကေစေကြီးအတွက်ရမုံငွေတွေစတင်စုဆောင်ပါ။ပြီးတော့ပြည်သူတွေကိုအတက်နိုင်ဆုံး မြန်မြန်ဆန်းဆန်းထောက်ပံ့ကူညီနိုင်ဖို့စီစဉ်ပါသူရဲ့ညွန်ကြားချက်ကြောင့်အစိုးရဌာနဆိုင်ရာတွေရောပုတ်ကလီကအဖွဲ့အစည်းတွေကပါ တက်တက်ကြွကြွပါဝင်လာကြတယ်ရေခါတွေစေဝါတွေအဝတ်ထည်တွေငလင်တန်တဲ့ဒေသတွေစီအဆက်မပြတ်ရောက်ရှိသွားတယ်ခေါင်းဆောင်ကြီးကိုယ်တိုင်ကလည်းကေဇေကြီးလုပ်ငန်းတွေကိုဥဆောင်ပြီးဒုက္ခရောက်နေတဲ့နီနာကပတ်ဝန်းကျင်တွေမှာအားပေးနှစ်သိမ့်မှုတွေပြီးခဲ့တယ်ဒါပေမဲ့ ခေါင်းဆောင်ကြီးရဲ့စိတ်ထဲမှာမပြီးဆုံးနိုင်သေးတဲ့ပူပင်တော့ကတ်ခုရှိနေသေးတယ်။ဘေးဒဏ်သင့်ပြည်သူတွေအများပြားရှိနေတာမို့သူတူအူးချင်းစီကိုလုံလောက်တဲ့ထောက်ပံ့မှုမပေးနိုင်ပါဘူး။သူစိုးရိမ်နေတယ်။ဒါကြောင့်သူဟာတိတ်တဆိတ်အစည်းအဝေးတစ်ခုကိုခေါ်ယူလိုက်တယ်။ငါတို့ရဲ့ရရှိထားတဲ့အလူငွေတွေနဲ့ပြည်သူတွေကိုဘလို့ထိရောက်ဆုံးကူညီနိုင်မလဲဆိုတာကိုငါတို့အထူးထူးစဉ်းစားရမယ်။ငါမှစိတ်ကူးတစ်ခုရှိတယ် ငါတို့ဟာစာအိတ်လေးတွေထဲမှာတက်နိုင်တဲ့ငွေလေးတွေထည့်ပြီးဘေးဒဏ်တင့်ပြည်သူတွေတူချင်းစီကိုတွားရောက်ပေးရကြမယ်။ငါတို့ရဲ့ရည်ရွယ်ချက်ကသူတို့ရဲ့ဝန်내ပူဆွေးမှုတွေကိုမျှဝေခံစားပြီးအားငယ်စေမဖြစ်စေဖို့ပဲ။အစည်းအဝေးမှာတော့တချို့ကဝေဖန်ကြတာပေါ့။ခေါင်းဆောင်ကြီးခင်ဗျာလူဦးရေကတိတ်များတာမို့တယောက်ကိုငွေကားတော့စီပေးမယ်ဆိုရင်တော့ရောင်မငွေကမလောက်ပါစိုးရင်ရတယ်။ခေါင်းဆောင်ကြီးကတော့ခိုင်မာတဲ့အစံနဲ့ပြန်ပြောတယ်။ငါသိတယ် ငါတို့ပေးနိုင်တဲ့ငွေပမာဏဟာသူတို့ရဲ့လိုအပ်ချက်အတွက်လုံလောက်မှာမဟုတ်ဘူးဆိုတာငါသိတယ်။ဒါပေမဲ့ငါတို့ရဲ့စေတနာငါတို့ရဲ့ဂရုဏာကိုသူတို့ကိုခံစားမိစေခြင်းနဲ့ငါတို့ဟာသူတို့ဘေးမှာအမြဲတမ်းရှိနေတယ်ဆိုတဲ့ခံစားချက်ကိုသူတို့ကိုရရှိစေခြင်းနဲ့ပမာဏဘလောက်ပဲနည်းပါစေငါတို့ရဲ့စိတ်ရင်းစေတနာကရည်ကြီးရဲ့လေ။နောက်ဆုံးမှာတော့ကောင်းဆောင်ကြီးရဲ့စေတနာအတိုင်းငွေ9000စီထည့်ထားတဲ့စာအိတ်လေးတွေကိုယ်တိုင်ကင်ပြီး ဘေးဒဏ်သင့်ပြည်သူတွေစီကိုတွားရောက်ပေးရခဲ့တယ်။သူ့ရဲ့မျက်ဝန်းထဲမှာလဲစစ်မှန်တဲ့မေတ္တာယုံကြည်တွေတောက်ပနေပြီးသူ့ရဲ့လက်တွေကနှွေးထွေးတဲ့အားပေးမှုတွေကိုပေးစွမ်းနိုင်တယ်။ငလျင်ဘေးသင့်ပြည်သူတွေဟာကောင်းဆောင်ကြီးရဲ့စေတနာကိုခံစားမိပြီးဝမ်းသာမြေယူတွေကြားခဲ့ကြတယ်။သူတို့ဟာတယောက်တည်းအထီးကျန်မဟုတ်ဘူးဆိုတဲ့ခံစားချက်ကိုလည်းရရှိခဲ့ကြတယ်။တက်ချုပ်ကြီးဟာတကယ်ဆိုရင်သားသမီး၂ယောက်မြေးငါးယောက်လေရင်ခုနှစ်စီး ဝယ်ချလိုက်လို့ရတယ်။ဒါပေမဲ့သူမဝယ်ခဲ့ဘူး။ငလျင်ဘေးသင့်ပြည်သူတွေကို စာအိတ်နဲ့တရောင်9000စီလူပေးဖို့မချမ်းမဆိုးလို့တဲ့။ခေါင်းဆောင်ကြီးရဲ့လောက်ရဟာတနိုင်ငံလုံးရဲ့နှလုံးသားကိုလှုပ်ခတ်စေခဲ့ပြီးစီးလုံးညင်ညွတ်တဲ့စိတ်တက်ကိုပုံမခိုင်ပါစေခဲ့တယ်။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Universe Inside